မင်္ဂလာပါရှင်။နိုဝင်ဘာလ9ရက်တနင်္ဂနွေနေ့ရက်ရွှေငုံရဲရန်ကုန်တွင်တင်ဆက်နေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အခမ်းအနားများကျင်းပတဲ့တင်ဖြစ်ပါတယ်။ပြည်ထောင်ဝင်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့38နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို နွေမာနာခုနှစ်ရဲ့မော်လယ်သုံးနိုင်ကတန်လင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာကျင်းပကြောင်းသိရပါတယ်။ရှေးဥစွာမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှုဦးစိုးတင်ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပေါ်လာပုံအားရှင်းလင်းပြောကြားပါတယ်။အဲဒီနောက်ဝန်ထမ်းမိသားစုများအားဗလာမပါကန်ဆန်းမင်းများဖောက်၍အမတ်တရလက်ဆောင်များပေးရခါအကျိုးမွေဖြင့်တက်ခင်ဧခန်းကြောင်းသိရပါတယ်ရှင်။အလားတူအဖျောက်မြို့နယ်အုတ်ကံမြို့တို့တွင်39နှစ်မြောက်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်လေးအချိန်မှအခမ်းအနားကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင်နိုဝင်ဘာ9ရက်ကကျင်းပကြောင်းသိရပါတယ်။အခမ်းအနားများတွင်တန်ကားတို့များအားစွမ်းနေလူပဲဝတ္ထုပစ္စည်းများစက္ကတ်လူတန်းပြီးမြို့အုပ်ချုပ်ရေးမှူးများကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပေါ်လာဖို့နှင့်လုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းပြောကြားပါတယ်။အဒီနောက်ငြိမ်းချမ်းဝန်ထမ်းများအားလူတန်းဝင်တဲ့အမှတ်တရလက်ဆောင်များပေးရပြီးထူးချွန်ဝန်ထမ်းနှုတ်အားမြို့အုပ်ချုပ်ရေးမှူးကအကွန်ပြူလက်ဆောင်များချိနေကြောင်းသိရပါတယ်။အလားတူတကုံမြို့သိစိတ်ကမ်းမြို့နယ်တွင် ပြည်ထောင်ဝင်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့နိုဝင်ဘာ9ရက်နေ့တွင်ကြားရသော38နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကိုနိုဝင်ဘာ9ရက်ညနေ3နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစီအွေခန်းမှာမှာကျင်းပပါရယ်အခမ်းအနားတွင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးသူမောင်ကအခွင့်အမှာစကားပြောကြားပြီး တပ်ပြင်းငင်းဆောင်ဝန်ထမ်းဒေါ်လလထေအောင်အမတ်တရားနှုတ်ဆက်လက်ဆောင်ပေးရပြီးဝန်ထမ်းများနဲ့ရက်ွက်ကြီးရွာအုပ်ချုပ်ရေးမှူးများကအမတ်တရားလက်ဆောင်ပစ္စည်းများမိန့်နိုင်၍လဲလှယ်ကြကြောင်းသိရပါသည်။အလားတူစေကြီးခနောက်တူမြို့နယ်တွင်မြို့နယ်အထူးတီအုပ်ချုပ်ရေးဦးစီးဌာနရဲ့38နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကိုအစုပိုင်းဒီလနဲ့ပိုင်းမှစပြီးမြို့နယ်အထူးတီအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခမ်းမတွင်ကျင်းပကြောင်းသိရပါသည်။အခမ်းအနားတွင်မြို့နယ်တန်ခါနာရဲကအတွေ့အကြုံမှဓမ္မပီတီကြောင်းတိုက်ဆရာတော်ဦးတော်ပီတာအမှုပြုတဲ့ဆရာတော်တန်ခါတော်များအား အာယုံစုနဲ့လူပဲဝိထုပစ္စည်းများစက်ကတ်လူတန်းကြပြီးမြို့နယ်ဥချုပ်ရေးမှုဦးမြင့်လိုင်ကအမှားစကားပြောကြားကအငိမ့်ဆောင်ဝင်လဲများနဲ့လက်ရှိတာဝန်ထမ်းဆောင်ဆဲဝင်လဲများအား အမတ်တရကွန်ပျူတာဆောင်များပြည့်ရကြောင်းသိရပါရဲ့ရှင်။ဒီသတင်းကိုတော့ဖြိုးတီဟဝီယီဖြိုးဆန်နာနဲ့ဝီယန်တို့ကပြပူလာတာပဲဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမှာကတော့ခရမ်းမြို့နယ်တွင်105နှစ်မြောက်အမျိုးသားအောင်ပွဲလေးအထိမ်းမှန်အသိပညာပေးဟောပြောပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့နယ်တွင်105နှစ်မြောက်အမျိုးသားအောင်ပွဲလေးအထိမ်းမှန်အသည့်ပညာပေးဟောပြောပွဲပုံမြင်ပြောပြပွဲနဲ့ကပြိုင်ရုပ်စုပြိုင်ပွဲများကိုနိုဝင်ဘာ၈ရက်နေ့နဲ့၁၀ရက်နေ့ကမြို့နယ်ကွန်မြူနတီစင်တာခန်းမမှာကျင်းပကြောင်းသိရပါဗျ အခမ်းအနားတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါက်ခင်းနင်းဝေကအမျိုးသားအဝင်းလေးဖြစ်ပေါ်လာပုံအကြောင်းအသိပညာပေးဟောပြောပါရယ်။အဒီနောက်ပုံမြင်ပြောပြိုင်ဝင်တဲ့ကပိုင်းစုပြိုင်ဝင်များကိုဆက်လက်ကျင်းပရာကျောင်းသားကျောင်းသူ၁၄ဦးကဝင်ရောက်ရှိပြိုင်ခဲ့ကြပြီးဆွေရရှိသူများအားဆုများကြည့်မြင်ကြောင်းသိရပါရယ်ရှင်။ဒီသတင်းကိုတော့နှင်းနှင်းကပေးပို့လာတာပါ။